အီရန်ရဲ့နာမည်ကျော်ဘလို့မှမဖြတ်နိုင်ဘူးဆိုတဲ့မြေအောက်နျူကလ িয়ার စေဝန်ကြီးကိုအစ္စရေးကွန်မန်ဒိုတပ်ဖွဲ့တွေကဝင်ရောက်ဖြုတ်ခွင်းဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။အဲ့ဒီအီရန်ရဲ့နာမည်ကျော်ဖော်ရိုမြေအောက်နျူကလ িয়ার စေဝန်ကြီးကို ဖြုတ်ခွင်းမှုကအမေရိကန်စီကလည်းငလင်ပုံးနေရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒါကလည်းသိကြတဲ့အနေထားမရှိပါဘူး။ ဒါကြောင့်အစ္စရေးကအထူးကိုမဲ့လိုတစ်ဖက်ဖွဲ့စည်းပြီးတော့ဖြိုခွင်းမှုအတွက်ပြင်ဆင်နေတယ်လို့အစ္စရေးစစ်ဘက်ဆိုင်ရာအရာရှိတွေရဲ့သတင်းဝန်ကပြီး The Wall Street Journal ကဖော်ပြပါတယ်။အစ္စရေးမှာ follow အတွက်အစီအစဉ်ရှိပါတယ်။ဒါကိုလည်းတကူတော့လုံနိုင်စွမ်းရှိတယ်လို့အရာရှိတွေကပြောပေမဲ့စစ်စင်နဲ့ပတ်သက်ပြီးအသေးစိတ်ဖော်ပြခြင်းမရှိပါဘူး။အီရန်နိုင်ငံမြောက်ဘက်နာကွမ်မြို့မှာ မိုင်း20ခန့်မှာရှိတဲ့ဗောင်ရိုးစေုံကြီးဟာတောင်လေတွင်လက်ရှိုင်းစွာတည်ဆောက်ထားပြီးတော့တမယိုးကြောင့်စည်ရတဲ့ခန့်မှုတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပါတယ်။အဲ့ဒီစခန်းကြီးကိုဘလို့မင်းဘုံကြဲကြဲကျဲလို့မရဘူးဆိုပါတယ်။အစ္စရေးဟာအခိုင်အခန့်မြေရောက်အဆောက်အုံတွေကိုထိုးဖောက်ဖို့ဒီဇိုင်းထုတ်ထားတဲ့ထိုးခွင်းဘုံငယ်များစွာကိုအသုံးပြုဖို့လဲစဉ်းစားနိုင်တယ်လို့ အစ္စရေးကာကွယ်ဝန်ကြီးဌာနသုတေသီဟောင်းလင်ကပြောပါလိမ့်ပြီးခဲ့တဲ့စက်တင်ဘာလကလေဗရွန်ရဲ့ဘေရုတ်မြို့တော်မီယော့စ်ခန်းမှာရှိတဲ့ဟစ်ဘူလာခေါင်းဆောင်ဟာဆန်နက်စရလာကိုလုံခြံတပ်ဖြတ်ခဲ့တဲ့ပုံစံဟာအခိုင်အခန့်ပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်တဲ့အစ္စရေးရဲ့စွမ်းဆောင်နိုင်ရည်အတွက်သက်သေဖြစ်တယ်လို့ရည်ညွှန်းပြောပါလိမ့်အစ္စရေးကနီးပြူဟာတွေကိုတမျိုးတစ်ပုံပြောင်းလဲဖော်ဆောင်နိုင်တယ်လို့ပြောပါတယ်။အနေရများတဲ့ကိုမန်ဒိုစီးနင်းမှုတွေ၊စိုက်ဘာတိုက်ခိုက်မှုတွေနဲ့ပြစ်မှတ်ထားလုံခြံတပ်ဖြတ်မှုတွေပါဝင်နိုင်တယ်လို့ထပ်လောင်းပြောပါတယ်။ ဖော်ရိုးဟာအီရန်ရဲ့အထိခိုက်လုံးဝမခံနိုင်တဲ့နျူကလ িয়ার တည်နေရာတွေကတစ်ခုဖြစ်သတ်မှတ်ခံရပါတယ်။အီရန်ကနျူကလ িয়ার လက်နက်တွေထုတ်လွှင့်နိုင်စွာရရှိကံနေနေပြီလို့ဆွဆွဲချက်တွေရှိနေပြီးဒါကိုအီရန်ကအထက်ထက်အခါခါငင်းဆန်ထားပါတယ်။နျူကလ িয়ার အစီအစဉ်ကငြင်းချမ်းရေးရည်ရွယ်ချက်အတွက်သာဖြစ်တယ်လို့အခိုင်အမာပြောပါတယ်။အစ္စရေးကအီရန်ရဲ့စစ်ဘက်ဆိုင်ရာနဲ့နျူကလ িয়ার တည်နေရာတွေကိုပိတ်မထားပြီးလေကြောင်းတိုက်ခိုက်မှုတွေပြီးခဲ့တဲ့တောက်ကြံတွေကစတင်ဆင်နွှဲခြင်းမှာ အဲ့ဒီနောက်ပိုင်းနှစ်နိုင်ငံကြားစီးရဲရတင်းမာမှုဟာအစွမ်းကုန်အခြေအနေတွေမြင့်တက်လာပါတယ်။အစ္စရေးကိုတုံ့ပြန်တဲ့အနေနဲ့အီရန်ကလည်းဒုံးကျည်တွေနဲ့ပြန်လည်တိုက်ခိုက်ပါတယ်။ဒီဖက်ပြန်လည်တိုက်ခိုက်မှုကြောင့် တေဆုံးသူအများအများရှိပါတယ်။ဒဏ်ရသူလည်းယာနဲ့ချီရှိပါတယ်။အစ္စရေးရဲ့တပ်မြတ်တခိုင်မှုကြောင့်လည်းအီရန်ဘက်ကလူ980ကျော်တေဆုံးပြီး1300ကျော်ဒဏ်ရာရတယ်လို့အီရန်မီဒီယာတွေကဖော်ပြပါတယ်။ American Infuder ကတော့အီရန်ဟာရက်သက်တပတ်အနည်းငယ်အတွင်းမှာနျူကလ িয়ার လက်နက်ဖန်တီးနိုင်တယ်လို့ယုံကြည်နေပါတယ်။အီရန်ခေါင်းဆောင်ပိုင်းကသာဆုံးဖြတ်အမိန့်ပေးပါကအီရန်ဟာရက်သက်တပတ်အနည်းငယ်အတွင်းနျူကလ িয়ার လက်နက်တွေဖန်တီးနိုင်စွမ်းရှိတယ်လို့ အင်ဖြူတော်ကယုံကြည်ကြောင်းအင်ဖြူတော်သတင်းထုတ်ပြန်ရေးတွင်ဝင်ကာအိုလိုင်းလက်ဖက်ကသတင်းတောက်တွေကိုပြောပါတယ်။ EU မှာနျူကလ িয়ার လက်နက်ရဖို့လိုအပ်တဲ့အရာအလုံးရှိနေပြီ။သူတို့လိုအပ်တာကအမြင့်ဆုံးခေါင်းဆောင်ရဲ့ဆုံးဖြတ်ချက်ပဲ။အဲ့ဒီလက်နက်ကိုထုတ်လုပ်ဖို့ရက်သက်တပတ်အနည်းငယ်ပဲကြာပါလိမ့်မယ်လို့ကာအိုလိုင်းလက်ဖက်ကဆိုပါတယ်။ဒီလိုပြုလုပ်ခြင်းဟာအစ္စရေးအတွက်တောင်မှအမေရိကန်နဲ့တကမ္ဘာလုံးအတွက်ပါဖြစ်တည်မှုဆိုင်ရာချိန်ချုပ်မှုကြီးဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်။ ဒါဟာအီရန်နျူကလ িয়ার လက်နက်ပိုင်ဆိုင်ခြင်းမပြုရမပိုင်ဆိုင်နိုင်ဟုရုရှားပါဝင်တကမ္ဘာလုံးကသဘောတူညီတဲ့အဓိကအချက်ပါလို့ကာဝလန်လီဘက်ကမှတ်ချက်ပြုပါလိမ့်။ဇွန်17ရက်နေ့ပိုင်းကအစ္စရေးဟာအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုရည်ရွယ်တဲ့ Operation Rising Lion စစ်စီရေးကိုစတင်ပါလိမ့်။24နာရီမပြည့်မီမှာအီရန်ကလက်တုံမြန်တိုက်ခိုက်ပါတယ်။နောက်ရက်ဒီမှာတယ်လီဘက်နဲ့တီဟီရန်တို့ထပ်မံပြီးတော့အပြန်အလှန်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။နှစ်ဖက်လုံးဟာဒီတိုက်ခိုက်မှုတွေကြောင့်သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။ ၎င်းတို့ရဲ့နယ်မြေတွေတွေ့ရှိပြမှတ်အများအပြားထိမှန်ကြောင်းဝန်ခံပေမဲ့ပျက်စီးဆုံးရှုံးမှုအနည်းငယ်သာရှိတယ်လို့ဆိုပါတယ်။ဒါ့အပြင်ရုရှားဘက်ကစစ်ဆေးချက်အရလေကြောင်းတိုက်ပွဲတွေကြားမှာအီရန်မှာရှိတဲ့နျူကလ িয়ার စေုံတွေဟာပုံမှန်အတိုင်းလဲပတ်နေပါတယ်။ တိတ်မထိခိုက်ပါဘူးလို့ရုရှားဘက်ကပြောပါတယ်။ဂျာနဲ့ချီတဲ့ရုရှားမှာအထူးကြွမ်းကျင်သူတွေဥဆောင်လဲပတ်နေတဲ့အီရန်မှာရှိတဲ့ဗိုရှာဟာနျူကလ িয়ার တအားပေးစင်ရဲ့အခြေအနေဟာပုံမှန်အတိုင်းရှိပြီးတော့ထိန်းချုပ်မှုအောက်မှာကောင်းမွန်စွာတွေ့ရပါတယ်လို့ရုရှားနျူကလ িয়ার စွန့်ဆိုင်ရာအကြီးအကဲအလက်စီလီဂါရက်ကပြောပါတယ်။ရုရှားတိဆောက်ပြီးခဲ့တဲ့ဗိုရှာဟာအဆောက်အုံကိုမိမိတို့တိုက်ခိုက်တယ်လို့အစ်ဇွေးစစ်တပ်ကဇွန်လ19ရက်နေ့ကပြောခဲ့ပေမဲ့နောက်ပိုင်းမှာဒါဟာမှားယွင်းစွာမှတ်ချက်ပေးခဲ့မိတာပါလို့ပြန်လည်ပြောပါတယ်။ တကယ်လို့အဲ့ဒီစိတ်ဝင်ကိုတိုက်မယ်ဆိုရင်ဟိုးရင်တုန်းကချာနိုဘိုင်းဓာတ်ပေါင်းဖိုလိုမျိုးနျူကလ িয়ার BN ရေကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ရုရှားနျူကလ িয়ার ဆိုရင်ကော်ပိုရေးရှင်းအကြီးအကဲကအမေရိကန်အနေနဲ့မတိုက်ဖို့တတိပေးထားပါတယ်။ရုရှားဟာအီရန်ရဲ့တစ်ခုတည်းသောနျူကလ িয়ার ဆိုရင်တုံးဓာတ်အပိစိတ်ဝင်ကြီးဖြစ်ပါတယ်။အလူမျိုးပြတ်ပွားမှုအန္တရာယ်ရှော့ချနိုင်မှုလက်ပတ်သုံးဆွဲတဲ့အခါမှာရုရှားထံမှတပည့်ရဲ့ရုရှားလောင်စာအဟောင်းတွေကိုထည့်တာဖြစ်ပါတယ်။ရုရှားဟာစိတ်ဝင်ခြင်းနဲ့ပတ်သက်လို့ဇွန်20ရက်နေ့မှာသတင်းတောက်တွေကမေးမြန်းတဲ့အခါမှာ ရုရှားနျူကလ িয়ার စွမ်းရည်အေဂျင်စီကြီးကအခုအချိန်ဒီအခြေအနေအလုံးကိုကျွန်တော်တို့လောကထိန်းချုပ်ထားနိုင်ပါတယ်။အရာရာဟာပုံမှန်ပဲဖြစ်ပါတယ်။ညာရင်းညတာစိတ်ကူပဲမှုရှိပေမဲ့ကျွန်တော်တို့ထိန်းချုပ်နိုင်တဲ့အနေအထားပါလို့ပြောပါတယ်။ကျွန်တော်တို့ကအီရန်နဲ့တူရက်တီပြီးဆက်လုပ်နေပါတယ်ဒီလိုလှုပ်ဆောင်ပြနေတာကိုအစ္စရေးခေါင်းဆောင်ပိုင်းအထိသိရှိစေဖို့မျှော်လင့်ပါတယ်လို့ရုရှားဘက်ကပြောပါတယ်တပ်ပေါင်းဖို့ဟာအရေးပေါ်အခြေအနေရောက်လာရင်စစ်ဝင်တဲ့တွေကို ကယ်ထုတ်နိုင်ခြင်းကိုရည်ညွှန်းပြီးတော့အခုလိုမျိုးရုရှားဘက်ကကြိုတင်စီမံထားမှုသဘောထားထွက်ပေါ်လာတာဖြစ်ပါလေရုရှားသမ္မတပူတင်ကဘူရှားဟာစိတ်အုံမှာမိမိတို့ဝန်ထမ်းဦး600အထိဆေးလွတ်ထားတယ်ဆိုပါလေအမြင့်တဲ့ဝန်ထမ်း250ယာယီတာဝန်ကျောင်းဝန်ထမ်းတွေလည်း300ကျော်လောက်ရှိပါလေအစ္စရေးအနေနဲ့အဲ့ဒီရုရှားဓာတ်ပေါင်းဖို့ဝန်ထမ်းတွေ ဘေးကင်းလုံခြုံဖို့မိမိတို့ကိုဂရီပေးထားပြီးဖြစ်ကြောင်းပူတင်ကပြောပါတယ်။တာဝန်ကျသူချို့ကိုဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပေမယ့်အမာခံဝန်ထမ်းတွေကတော့ခုထက်ထိစိတ်ယုံထဲမှာလက်ပတ်နေစေပါလို့ရုရှားဘက်ကပြောပါတယ်။ အီရန်နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ပရုရှားဟာအရင်သတင်းမကစတင်ခဲ့တဲ့လေကြောင်းစစ်ပွဲတိုက်ပွဲတွေကိုအစ္စရေးဘက်မှအမေရိကန်ဝင်ဆွတ်ဖက်နေတာပြင်းပြထန်ထန်သတိပေးခဲ့ပါတယ်။အီရန်မှာနျူကလ িয়ার လက်နက်အဆင့်ထိထုတ်လုပ်လို့မရအောင်တားဆီးဖို့ရည်ရွယ်ချက်နဲ့အခုလိုစတင်တိုက်ခိုက်ရတာလို့အစ္စရေးကအကြောင်းပြထားပါတယ်။အဲ့ဒီရည်ရွယ်ချက်ကိုအီရန်ကပယ်ချခဲ့ပြီးအစ္စရေးမျိုးကြီးတွေကိုဒုံးကြီးတွေဒရုန်းတွေနဲ့လက်တုံပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ရုရှားသမ္မတပူတင်ကအမေရိကန်အနေနဲ့တကယ်လို့အီရန်ကိုတိုက်ခိုက်ရင်နျူကလ িয়ার ကပ်ပေးစတဲ့နိုင်ငံကြောင်း ဒါကြောင့်လုံးဝမပါဝင်ဖို့တတိပေးထားပါတယ်။အရှေ့လက်ပိုင်းကိုအကြီးကျယ်မတိမကျင်းဖြစ်စေနိုင်တဲ့အတွက်အီရန်ကိုမတိုက်ခိုက်ဖို့ရုရှားကအမေရိကန်ကိုတတိပေးထားကြောင်းနဲ့အစ္စရေးတိုက်ခိုက်မှုတွေဟာနျူကလ িয়ার ကတ်ဆိုးကြီးဖြစ်လာနိုင်တယ်အနေရရှိတယ်လို့လည်းရုရှားကပြောပါတယ်။ရုရှားဟာဇန်နဝါရီမှာအီရန်နဲ့မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်လက်မှတ်ထိုးခဲ့တာပါ။ယူကရိန်းစစ်ပွဲကြောင့်ဆက်ဆံရေးအေးစက်နေပေမဲ့လည်းအစ္စရေးနဲ့လည်းရုရှားဟာဆက်ဆံရေးရှိပါတယ်။အစ္စရေးအီရန်ပြည်ပခါမှာဂျာဝင်စစ်စဘောရုရှားရဲ့ကလန်ချက်ကိုလက်ခံခြင်းဘယ်သူမှမရှိသေးပါဘူး။ စိန့်ပီတာစဘောမှာပြုလုပ်တဲ့စီးပွားရေးဖိုရမ်မှာတော့အမေရိကန်မှာတိုက်ရိုက်ပဝင်ပတ်သက်မှုကလည်းရှောင်ကျဉ်မှုရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနကလည်းတိုက်တွန်းပြောပါတယ်။ဒါဟာအခြေအနေတစ်ခုလုံးကိုအကြီးအကျယ်မတိမငြိမ်ဖြစ်စေမဲ့ခြေလှမ်းပဲလို့ဆိုပါတယ်။ရုရှားရဲ့ SDR နိုင်ငံသားထောက်လိုက်ဌာနကြီးကဆာဂီနာစကီကအီရန်နဲ့အစ္စလမ်အစ္စရေးအနေထားဟာခုခါစိုးရိမ်ကြောင်ပြောခဲ့သလိုရုရှားနိုင်ငံရဲ့ဌာနပြောရေးဆိုခွင့်ရှိသူမာရီယာဇာဟာရူဘာကလည်းအီရန်နျူကလ িয়ার ခြေကံစာအုပ်ကို အစ္စရေးတိုက်ခိုက်မှုကြောင့်ကမ္ဘာကြီးဟာကတ်ဆိုးကိုကြားရောက်နိုင်တယ်ဆိုပါတယ်နျူကလ িয়ার စေဝင်တွေတိုက်ခိုက်ခံနေရတယ်လို့ပြောပြီးတော့ကုလသမဂ္ဂနျူကလ িয়ার ဘီကီအဆောင်ကြီးရဲ့ဖွဲ့ကပျက်စီးမှုတွေကိုတတိပြုမိကြောင်းဆိုပါတယ်အီရန်မှာနုညလက်နက်ထုတ်လုပ်ခြင်းကိုဟန်တားဖို့အီရန်နျူကလ িয়ার စေဝင်ကိုတိုက်ခိုက်ခဲ့ကြောင်းအစ္စရေးကပြောပါတယ်နျူကလ িয়ার လက်နက်တွေရရှိဖို့ကြိုးပမ်းနေကြောင်းပြောဆိုချက်ကိုတော့အီရန်ကညင်ထားပါတယ်ထိုင်းနိုင်ငံသူဖွဲ့ဟာအီရန်နျူကလ িয়ার စိုက်ပါတွေကိုတိုက်ခိုက်ရမှာအစ္စရေးနဲ့ပူးပေါင်းပါဝင်ခြင်းပါဝင် တခြားရွေးချယ်စရာတွေကိုစဉ်းစားနေကြောင်းစွန့်လွှတ်မှုတွေနဲ့နီးစပ်တဲ့သတင်းအရင်းမြစ်တွေကဆိုပါတယ်။အစ္စရေးဘက်ကတော့ရုရှားရဲ့ပြောဆိုချက်တွေကိုအမေရိကန်အနေနဲ့ဂရုစိုက်စရာမလိုပဲ။အမေရိကန်အနေနဲ့ဘန်ဂါဘတ်စတာဆိုတဲ့ဘုံကြီးသုံးပြီးအီရန်ရဲ့မီအော့နျူကလ িয়ার စခန်းကိုဖျက်ဆီးပေးဖို့တောင်းဆိုနေပါတယ်။အဲဒီလက်နက်ကအစ္စရေးစီမှာလည်းမရှိပါဘူး။တကယ်ပါလို့မှအမေရိကန်စီမှာပဲရှိပါတယ်။ မေဂန်ရဲ့အစွမ်းထက်ဆုံးဘန်ကာဖြတ်ပုံဘန်ကာဘတ်စတာတွေကိုတုံးပြီးတော့အီရန်ရဲ့ပင်မနျူကလ িয়ার သုတေသနစခန်းတွေဖျက်ဆီးပြီးပေးဖို့အမေရိကန်ဆိုရအနေနဲ့အမြန်ဆုံးလှုပ်ဆောင်တင်ကြောင်းအစ္စရေးကြီးချုပ်ဗဂျမီနီတန်ညာဟုကတောင်းဆိုနေပါတယ်။တမနာထရန့်ကအီရန်ဘက်လက်ရှိဆင်နွှဲနေတဲ့အစ္စရေးရဲ့စစ်စင်မှာအမေရိကန်စစ်တပ်ပါကိုထိလက်ရောက်ပါဝင်ဖို့တင်မတင်ဆုံးဖြတ်နေတာဖြစ်ပါလိမ့်။အဲ့တော့အမေရိကန်ရဲ့အဓိကပြမျက်ဟာဖော်ရူမီအောင်နျူကလ িয়ার သုတေသနစင်တာဖြစ်နိုင်ကြောင်းထင်ကြီးတယ်ကြကြပြမျက်ထွက်နေပါလေ ခါကတော့သူဟာအီရန်ရေးမှာအမေရိကန်စစ်အင်အားကိုအသုံးပြုပြီးတေချာပေါက်ပါဝင်မယ်လို့ခုထိအတိမပြုသေးပါဘူးဒီတော့တွင်အစ္စရေးဝန်ကြီးချုပ်နေတညာခုကဗော်ရိုးကိုအမေရိကန်ရဲ့ဘန်ကာဘတ်စတာဘုံတစ်ချို့ကျဲချပြီးအပီးတိုင်ခြေမုံဖြက်စီးဖို့တောင်းဆိုနေတာပါဆလလက်ရေးရသူတွေတိတိကလည်းဗော်ရိုးရဲ့ခိုင်မာလှတဲ့တိဆော့ပုံရအဲ့ဒီနေရာကိုဖြက်စီးဖို့ဆိုရင်တော့ပေါင်း3-4ချိန်ရှိတဲ့ဘန်ကာဘတ်စတာဘုံတွေကသာဆွမ်းဆောင်နိုင်မယ်လို့သုံးသပ်ထားပါတယ်ဗော်ရိုးကတီဟီယန်မြို့တော်တောင်ပတ်66ကီလိုမီတာအကွာမှာတည်ရှိပြီး တောင်တွေရဲ့အောက်မီတာ60ဝန်းကျင်လောက်မှာမြေအောက်ဘန်ကာကြီးဖြစ် ခိုင်မာတိဆောက်ထားတဲ့သုတေသနစခန်းကြီးပါအဲ့ဒီနေရာရဲ့အထက်ပိုင်းတောင်တွေပေါ်မှာတော့အီရန်ရဲ့အစစ်မြေဆုံးလေကြောင်းကာကွယ်ရေးစနစ်တွေအလုံးရင်းဖြန့်ကျက်ထားပါတယ်အစ္စရေးစစ်တပ်ကပိုင်ဆိုင်ထားတဲ့လက်နက်ခဲယံတွေဟာဘော်ဒိုစကန်ရဲ့အထက်မှာရှိတဲ့ကြောက်တောင်ဒူကြီးကိုဖောက်ထွင်းပြီးစကန်ကိုဖျက်ဆီးနိုင်စွမ်းမရှိပါဘူး။ဒါပေမဲ့အမေရိကန်ရဲ့ဘန်ကာဘတ်စတာဘုံးတွေကတော့အဲ့ဒီစိန်ခေါ်မှုတွေအတွက်တီထွင်ထားတာဖြစ်ပါလေ GPU 57လို့ခေါ်တဲ့အေဒါမထိပ်ဘူးတဲ့ဘန်ဂါဘတ်စတာဘုံးတွေကိုအမေရိကန်ရဲ့ B2 မဟာဗျူဟာမြောက်ဘုံးကျဲလေယာဉ်ကြီးတွေကလည်းကျဲချခွဲရှိပါလိမ့်မယ်။အမေရိကန်ကတကယ်လို့ဘော်ရိုးကိုအမေရိကန်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင်တော့လေကြောင်းတိုက်ခိုက်ရေးနည်းပညာပိုင်းအသာစီးယူပြီးအီရန်လေကြောင်းကာကွယ်စနစ်တွေကိုအရင်ဆုံးခြေမောရမှာဖြစ်ပါလိမ့်။အဲဒီနောက်မှာတော့ B2 တွေကလည်းဘန်ဂါဘတ်စတာဘုံးတွေကိုကျဲချလာမှာပါ။ဘန်ဂါဘတ်စတာဘုံးတွေဟာပြတ်မှတ်စီကိုထိပ်ဖူးနဲ့တဲတဲဆိုင်ဆိုင်အောင်တီထွင်ထားတာပါ။ ပြီးတော့ဘုံကချက်ချင်းပေါက်ကွတာမဟုတ်ဘူးဗျဒူးတဲ့ကြီးမာပြီးမာကျောလာတဲ့အလွှာတွေကိုအရင်ဆုံးထိုးဖောက်တာပါမြေအောက်အနက်ရှားဆုံးထိတိုးဝင်သွားတာပါအဲ့တော့တတ်မှတ်ထားတဲ့မြေနဲ့ရောက်ပြီးဆိုမှသာဝုန်းကနေအပြင်းထန်ထားပေါက်ကွဲတာဖြစ်ပါလေမြေအောက်ငလင်ကြီးတစ်ခုတော့မှလှုပ်ခတ်သွားနေတဲ့အနေထားပါဘန်ဂါဘတ်စတာဘုံလုံးဟာပေါင်3000လေးချိန်ရှိပြီးတော့ထိပ်ပူးကြီးရဲ့ပေါင်6000လောက်လေးပါတယ်။ပြီးတော့ပောက်ကွဲရရန်ပြင်းထန်တဲ့ခဲယမ်းမြောက်တွေထည့်သွင်းထားပါတယ်။ အမေကနေမြေပေါ်ကိုစောင့်ကြတဲ့ဒဏ်ကိုရောမြေကြီးရောက်တိုးဝင်သွားတဲ့ပုတ်တိုက်မှုတွေကိုပါခံနိုင်ရရှိစေဖို့ဒီဘုံတွေဟာအယမ်းမာကျော်အကြမ်းခံတဲ့ပေါ်ရန်လွှာနဲ့အုံမှုထားတာပါဘော်ရိုရဲ့စကန်ကျယ်ဝန်ကဘယ်လောက်ရှိလဲဆိုတော့တီးကြမသိရပါဘူးဒါကြောင့်အမေရိကန်ဟာတကယ်ပဲစစ်စီရေးကိုကောင်းထဲဖော်မယ်ဆိုရင်ဘန်ဂါဘတ်စတာဘုံတွေကိုဖောသည်ထိုးသွင်းပြီးနေရာတွေဖြန့်ကျွေးကျချမယ်သဘောပါမေဂမမဟာမြို့အမြောက်ဘုံကျဲလျင်မျိုးစား၃ခုရှိပေမဲ့ဘီဘူးတွေကသာဘန်ဂါဘတ်စတာဘုံတွေကို တည်ဆောင်နိုင်တဲ့တခုပြီးတော့မျိုးစားပါ။ဗီဒူးတွေအရေဒါနဲ့ထောက်လန့်မှုကိုလည်းရှောင်ပွင့်နိုင်တဲ့ကိုပြောက်နေပညာပိုင်ဆိုင်ထားပြီးဒီကမ္ဘာလုံးမှာတခုပြီးတော့ကိုပြောက်နေပညာနဲ့တည်ဆောက်ထားတဲ့ဘုံကျဲလေအမျိုးစားပါ။အမေရိကန်2024ကယီမင်နိုင်ငံခြေဆိုင်ဟူဒီတပ်ဖွဲ့ရဲ့မျိုးလက်နက်တိုက်ကိုဖျက်ဆီးဖို့ဗီဒူးတွေကိုတုံ့ပြန်ပါတယ်။လေယာဉ်မှုနူးနဲ့ပြန်တဲ့ဘုံကျဲလေရင်ကြီးဟာဒကြိမ်စီဖြစ်ပြီးကီလိုမီတာ1000ကျော်စက်တိုက်ပြန်တဲ့နိုင်ဆွမ်းရှိပါတယ်။ ။ American မှာ GPU 57ဘုံပေါင်းဘယ်နှလုံးရှိလဲတိကျမသိရသေးပါဘူး။ဘုံတွေကိုထုတ်လွှင့်တဲ့ Boeing ကုမ္ပဏီက2009ခုနှစ်မှာအဲ့ဒီဘုံအလုံး20ကို၄တက်စီလွှဲပြောင်းပေးခဲ့ပုံပါလေ။လေးလာသူတွေကတော့ American လက်နက်တိုက်မှာအဲ့ဒီ Vanguard Buster ဘုံအနည်းဆုံး100လောက်ရှိနေတယ်လို့ခန့်မှန်းထားပါလေ။